ဟောနောက်ဆုံးတစ်ခုကြတော့ဝိသိကိစ္ဆာလို့ခေါ်တယ်ဝိသိကိစ္ဆာဆိုတာဘာလို့ရမလဲဘာမလို့ရဘူးလဲ ਨੇ စဉ်းစားဆင်ញင်လိုက်တဲ့အခါဆုံးဖြတ်ချက်မပေးနိုင်တန်တရားတွေဖြစ်နေတို့လုံးတို့လို့တန်တရားဖြစ်နေလားအဲ့ဒီဟာမျိုးဟာတန်တရားဖြစ်ပြီးတော့မဆုံးဖြတ်နိုင်မဲနဲ့တွေ့ဝေးနေတဲ့ ဝိသိကိစ္စသဘောမျိုးပေါ်လာပြီဆိုလို့ရှိရင်အတိညာဉ်တွေဟာတုံးသွားတတ်တယ်။မှတ်ဉာဏ်တွေဟာပျောက်ကွယ်သွားနိုင်တယ်။အဲဒါကြောင့်မို့လို့တန်တရားဆိုတဲ့နေရာမှာလည်းပဲဒီနေရာမှာဟိုဖျားဆိုတာရောတကယ်ဟုတ်ကဲ့လား။အမှန်တရားကိုဟောတဲ့အတိုင်းလိုက်နာကျင့်သုံးရင်ရောတကောအကျိုးရှိရလားဆိုတဲ့အတွေးတွေဝင်လာပြီးတော့ကိုယ့်ဟာနဲ့ကိုယ်မဆုံးဖြတ်နိုင်လို့ရှိရင်စိတ်ပင်ပန်းနေတတ်တယ်။အဲဒီလိုစိတ်ပင်ပန်းတာတန်တရားတွေဖြစ်ပြီးတော့ဒုလုံးဒုလို့ တွေးတော်ပြီးတော့ဆုံးဖြတ်ချက်မကြနိုင်မဲနဲ့ဖြစ်နေတာဟာလည်းပဲစိတ်ရဲ့လှုပ်ရှားမှုတစ်ခုပဲအဲ့ဒါဘာနဲ့ဥပမာတူတော့ဆိုလို့ရှင်စိတ်ဟာကြီးလင်းပြီးတော့ငြိမ်သက်နေမဲ့အစားရှင်နေနွန်နေနဲ့စိတ်ဟာညစ်နူးနေတာနဲ့အလားတန်တူတယ်အဲ့ဒါလို့စိတ်တွေဟာညစ်နူးပြီးတော့ရှင်ညွန်နေနဲ့ရောထွေးနေတဲ့ရေပြင်မှာရုပ်တွင်ဟာမထင်ရှားနိုင်တယ်လို့ပဲ ဝိသကိစ္စဆိုတဲ့ရှင်ညွန်နေကိုယ့်ရဲ့စိတ်အစဉ်ထဲမှာရောက်နေပြီဆိုရင်လူဟာဘယ်ရာကုန်မှ ပြပြသားသားသိနိုင်စွမ်းမရှိတော့ဘူးတဲ့ဒါကြောင့်မို့အဲ့ဒီဝိသကိစ္စဆိုတာကိုဖယ်ရှားနိုင်အောင်ကြိုးစားရမယ်အဲ့ဒီလိုဖယ်ရှားနိုင်အောင်မလုပ်ရမလဲလို့မေးလိုက်လို့ရှင်တရားနာရတယ်တဲ့တရားစာအုပ်တွေဖတ်ရမယ်မသိတာတွေကို မေးရတယ်မြန်ရတယ်အကုန်လုံး မေးမြန်းခြင်းလေ့လာခြင်းစူးစမ်းခြင်းတရားနာခြင်းစာအုပ်စာတမ်းတရားနဲ့ပတ်သက်တဲ့စာအုပ်စာတမ်းအသိဉာဏ်ပေးတာတွေနဲ့ပတ်သက်ပြီးတော့ဆိုလိုတာကတော့လေ့လာရလေ့လာရတဲ့မေးမြန်းရတဲ့စူးစမ်းရစာဆိုတာလည်းဖတ်ရတယ်ဖတ်ရုံနဲ့မပြီးသေးဘူးကိုစဉ်းစားထားတဲ့အချက်တွေစဉ်းစားမိတဲ့အချက်တွေကိုမေးရမယ်မြန်းရမယ်တဲ့အဲ့ဒီလိုမှလူရဲ့အသိဉာဏ်ဟာဖွံ့ဖြိုးလာတယ် အတိညာဖွင့်ဖြိုးလာမှာဒုလောဒုလောတွေးတော်ယုံမှခြင်းဆိုတာပျောက်ကင်းပျောက်ကင်းသွားနိုင်ပါလေတဲ့ဒါကြောင့်မို့လို့တန်တရားပျောက်ကင်းမှုရာအတွက်မေးမြန်းခြင်းလေ့လာခြင်းစူးစမ်းခြင်းဟာဒါမှန်ကန်တဲ့ဤစနစ်တစ်ခုပဲအဲ့ဒီသင်ယူခြင်းမှတ်နာခြင်းလေ့လာခြင်းဖြင့်ဝိသကိစ္စာဆိုတဲ့စိတ်ရဲ့အငြိကြေးတစ်ခုဖယ်ရှားပြစ်လိုက်နိုင်ပြီဆိုရင်အတိညာအားလည်းပဲပွင့်လင်းပြီးတော့လာမှာပဲအဲ့ဒီပွင့်လင်းလာတဲ့ အတိညာရှိလာတာနဲ့တပြိုင်နက်မှတ်ဉာဏ်နေလဲကောင်းလာမှာပဲလို့ဒီလိုမြတ်စွာဘုရားကဟောတာ